အားလုံးပဲမင်္ဂလာပါ VOC သတင်းဌာနကနေကြိုဆိုပါရစေကျွန်မကတော့အေးတင်စားပါဒီကနေ့မလ20ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယနေ့ညနေဆင်ရမယ့်သတင်းတွေကတော့စစ်ကောင်စီတပ်နဲ့ချင်းတော်လိုင်းရဲတပ်ဖွဲ့ကြားတိုက်ပွဲတွေပြင်းထန်နေတဲ့ဖလန်းမြို့မှာစစ်ကောင်စီရဲ့နောက်ဆုံးခံစစ်ဖြစ်တဲ့အမှတ်268ချေလင်းတပ်ရင်းကတပ်ရင်းမှုတုပူမှုကြီးဝေဒင်းထွန်းတိုက်ပွဲတွင်သေဆုံးသွားတယ်လို့ တပ်တွင်းတရင်ရင်းမြစ်တွေထံကနေသိရပါဗျ။ CDF မတူပေတပ်မဟာနှင့်နေမြေတွင်းမှာ NGO INGO စတဲ့အရက်ဖက်ဖွဲ့စည်းတွေအနေနဲ့ပြည်သူဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရာမှာရက်ရွာပြည်သူတွေကြားအဖွဲ့ကွေးစင်ပြီးစီယုံမှုမျိုးမလုပ်ကြဖို့ CDF မတူပေတပ်မဟာနှစ်ကအတိအပြထုတ်ပြန်ထားပါဗျ။ အင်းနီးယားနိုင်ငံအရှိမြောက်ဒေသမနီပူနဲ့အာတန်ပြည်နယ်တို့မှာဖမ်းဆီးထောင်ချခံနေရတဲ့မြန်မာဒုက္ခသည်တွေကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့အိန္ဒိယဗဟိုအစိုးရထံမြန်မာအရက်ဖတ်ဖွေးစီ200နီးပါးကတောင်းဆိုလိုက်တဲ့သတင်းတွေနဲ့တူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ စစ်ကောင်စီတပ်နဲ့ချင်းတော်လိုင်းရဲတပ်ဖွဲ့တွေကြားတိုက်ပွဲတွေပြင်းထန်နေတဲ့ဖလန်းမျိုးမှာစစ်ကောင်စီရဲ့နောက်ဆုံးခံစစ်ဖြစ်တဲ့အမှတ်268ချင်းလင်းတပ်ရင်းကတပ်ရင်းမူဒုဗိုလ်မှူးကြီးဝေလင်းထွန်းတိုက်ပွဲတွင်တေဆုံးသွားတယ်လို့တပ်တွင်းသတင်းရင်းမြစ်တွေထံကနေသိရပါဗျာ။ စစ်ကောင်စီတပ်ဟာဖလားမျိုးရဲ့နောက်ဆုံးလက်ကျန်စခန်းမကြစေရဲ့အတွက်ခလာရညာ68ထံကိုတပ်ကိုတွေပြစ်ပုတ်ခဲ့ပေမဲ့တပ်ကိုတွေရောက်ပြီးနောက်တရက်မှလ18ရက်နေ့မှာပဲတရင်မူဒုတိယဗိုလ်မှူးကြီးဝေရင်ထိုးတည်ဆုံသွားခဲ့တာလို့စစ်ကောင်စီရဲ့တပ်တွင်းခြေနေကိုဖော်ထုတ်လှစ်ရှိတဲ့ CDM ဗိုလ်ကြီးစင်ယောကပြောပါတယ်တည်ဆုံသွားတဲ့ခလာရညာ68တရင်မူဒုတိယဗိုလ်မှူးကြီးဝေရင်ထိုးဟာစစ်တကတ်သူအပတ်စဉ်46ဆင်းဖြစ်ပြီးအသက်အရွယ်အပြင်၄၀ဝန်းကျင်အရွယ်ဖြစ်တယ်လို့သိရပါတယ် စစ်ကောင်စီဟာဖလန်းမျိုးမကြဆေရဲအတွက်စစ်ကူတွေဆက်တိုက်ပို့ဆောင်နေတယ်လို့လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းဆက်တိုက်ပြုတ်လုံနေပြီးမလ15ရက်နေ့တရက်တည်းမှာတင်လေကြောင်းတိုက်ခိုက်မှုအကျဉ်150ကျော်ပြုတ်လုံခဲ့တယ်လို့သိရပါတယ်ဖလန်းမျိုးတင်စစ်စင်ရေးကို2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကချင်းငင်အောင်နဲ့ပူပေါင်းတပ်ဖွဲ့တွေကစတင်ခဲ့ကြတာဖြစ်ပြီးယခုဆိုရင်လေးလကျော်ရှိလာပြီဖြစ်ပါတယ် မလာဆက်နှစ်ရက်နေကစားလို့တိုက်ပွဲတွေပြန်လည်ပြင်းထန်လာပြီးစစ်ကောင်စီကလေကြောင်းကနေနဲ့အပြင်းအထန်ဗုံးကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။လက်ရှိမှာတော့ဖလားမြုပ်ကခလာရ268ကလွေပြီးစစ်ကောင်စီတပ်ဆွေထားရနေရာတွေအားလုံးကိုချင်းတော်လာရေးပူပေါင်းတပ်တွေကတင်ပိုက်ထားရှိပြီးဖြစ်တယ်လို့သိရပါတယ်။ CDF မတူပီတမဟာနှင့်နေမြေတွင်မှ NGO INGO စတဲ့အရက်ဖက်အဖွဲ့အစည်းတွေအနေနဲ့ပြည်သူဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရမှာရရွာပြည်သူတွေကြားအဖွဲ့ကွေးစီမီစီယုံမှုမျိုးမလုပ်ကြဖို့ CDF မတူပီတမဟာနှင့်ကအတိပေးထုတ်ပြန်ထားပါတယ်။ပြည်သူဝန်ဆောင်မှုပေးရမှာချင်းပြည်ကောင်စီ CC နဲ့ချင်းငီနောင်အဖွဲ့ CB ဆိုပြီးပြောဆိုတာမိမိဆန္ဒမပါဘဲ CC ကိုဖြစ်စေ CB ကိုဖြစ်စေအတင်းအဓမ္မထောက်ခံစေတာမျိုးမပြုတ်လို့ကြဖို့ CDF မတူပီတမဟာနှင့်ကမလ20ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒေသခံပြည်သူတွေကိုအခွင့်အရေးပေးစည်းရုံးတာစီးလုံးနေပြည်သားရဲ့ရွာတွေကိုအဖွဲ့ကွေးစေတာမျိုးတွေးရှိရင်မိတိပုတ်ကိုအဖွဲ့စည်းမဆူကြီးလေသောပစ်တံခံရမယ်လို့ဆိုပါတယ်။မတူပြည်မျိုးကစစ်ပေးချောင်ပြည်သူတွေလွတ်လပ်စွာနေရပြန်နိုင်ရေးကိုဦးစားပေးဆောင်ရွက်လျက်ရှိပြီးနေရပြန်ပြည်သူတွေနေနဲ့ကျေးရွာတိုးတောင်တွေမှာပုတ်ကွေးစေတတ်သောပစ္စည်းတွေတွေ့ရှိပါကသက်ဆိုင်ရာတိုက်ရင်တပ်ဖွဲ့တွေထံအကြောင်းကြားပေးဖို့လဲ CDF တပ်မဟာနှစ်ကထုတ်ပြန်ထားပါတယ်။ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသမဏိပူနဲ့အာသံပြည်နယ်တို့မှာဖမ်းဆီးထောင်ချခံနေရသောမြန်မာဒုက္ခသည်တွေကိုအ мян ဆုံးပြန်လွတ်ပေးဖို့အိန္ဒိယဗဟိုအစိုးရထံမြန်မာအရဖက်အဖွဲ့အစည်း200နီးပါးကဒီကနေ့မှလ20ရက်နေ့မှာအိတ်ဖွင့်ပေးစာပေးဖို့ကတောင်းဆိုထားလိုက်ကြပါတယ်အိန္ဒိယဗဟိုအစိုးရအနေနဲ့စစ်ဘေးတိမ်းရှောင်နေကြတဲ့မြန်မာပြည်သူတွေကိုဖမ်းဆီးထောင်ချမှုတွေရပ်တန့်ပြီးစစ်ဘေးဒုက္ခသည်များကိုလူကုန်တိုက်ခိုက်နေပြီးအသက်ရှင်တန်နေထိုင်ခွင့်ပြုကဖမ်းဆီးထောင်ချထား သူအားလုံးကိုအမြန်ဆုံးပြန်လွတ်ပေးဖို့အိပ်ပွင့်ပေးဆောင်မှာဖော်ပြထားပါတယ်။ယခုရှိမှာမဏိပူပြည်နယ်နဲ့အာတံပြည်နယ်ကအချင်းထောင်တွေထဲမှာမြန်မာစစ်ဘေးဒုက္ခသည်149ဦးဖမ်းဆီးအချင်းချခံထားရပြီးအဲ့ဒီထဲမှာကိုဝန်ဆောင်အမျိုးသမီးထောင်ထဲမှာမွေးဖွားတဲ့ကလေးသူငယ်တွေ၊ကျောင်းနေအွယ်လူငယ်နဲ့အမျိုးသမီးအနည်းဆုံး52ဦးပါဝင်တယ်လို့ဆိုပါတယ်။ဒါပြင်တက်ကြီးပိုင်းနာတာရှည်ယောဂသည်12ဦးပါဝင်ပြီးအဲ့ဒီထဲကအသက်59နှစ်အရွယ်ဦးအောင်မြင့်မှာ ထောင်တွင်ဆေးဝါးကုသမှုလုံလောက်စွာမရရှိတာကြောင့်မတ်လ10ရက်နေ့ကတေဆုံခဲ့ရတယ်လို့သိရပါတယ်။လွန်ခဲ့တဲ့2023ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့တုန်းကလည်းမနစ်ပူအကျဉ်ထောင်ထဲမှာအသက်23နှစ်အရွယ်ဦးတင်ခေါ်လုံတေဆုံခဲ့ရပြီးထောင်တွင်တေဆုံသူတွေအတွက်တရားမျှတမှုဖော်ဆောင်ပေးဖို့ကိုလည်းအိတ်ဖွင့်ပေးစာထဲမှာတောင်းဆိုထားပါတယ်။ ကမ္ဘာအကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်တဲ့အိန္ဒိယအနေနဲ့စစ်ဘေးဒုက္ခသည်တွေကိုဖမ်းဆီးထောင်ချတာ၊ထောင်တွင်းတည်ဆုံစေတာ၊ကိုယ်ဝန်ဆောင်မျိုးသမီးတွေကိုထောင်ထဲမှာမိဖွားစေတာ၊ပညာသင်ယူသူလူငယ်တွေကိုထိသိမ်းခြင်းတို့ဟာလူခွင့်ရေးကိုထိပါစေသောလုပ်ရများဖြစ်တယ်လို့အိတ်ဖွင့်ပေးစာမှာဖော်ပြထားပါတယ်။ဒါကြောင့်အိန္ဒိယနိုင်ငံအနေနဲ့ဒီမိုကရေစီစံနှုန်းကိုအလေးထားပြီးအိန္ဒိယမြန်မာထက်နိုင်ငံပြည်သူများအကြားရေရှည်ဆက်ဆံရေးကိုအလေးထားကာဖမ်းဆီးထောင်ချခံရသောမြန်မာစစ်ဘေးဒုက္ခသည်တွေကိုအမြန်ဆုံးလွတ်ပေးဖို့တောင်းဆိုထားကြပါတယ်။ စကိုင်းနိုင်ကလေးမြို့နယ်တောင်ပိုင်းဟာခါလေးရွာကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့ဒေသခံတအူတရားရရှိပြီးလူနေအိမ်နှလုံးပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။မတ်လ19ရက်မနေ့ည9နာရီဝန်းကျင်မှာစစ်ကောင်စီတပ်က MiG 29 Fighter Jet တိုက်လေရင်အမျိုးအစားနဲ့ဟာခါလေးရွာကိုဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီကမြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြောင်းမဲ့လေကြောင်းကလည်းဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးဒေသခံတအူမစိုးရင်ရတရာရရှိပြီးနေအိမ်နှလုံးမှာပျက်စီးခဲ့တယ်လို့ဒေသခံတအူကပြောပါတယ်ကလေးမျိုးကလည်း73မိုင်ခန့်ကွာဝေးတဲ့ဟာခါလီကျေးရွာဟာချင်းစကိုင်းနေဆက်မှာတည်ရှိတဲ့ကျေးရွာဖြစ်ပြီးချင်းလူမျိုးတွေနေထိုင်တဲ့ကျေးရွာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ February 14ရက်နေ့ကလည်းဟာခါလေးရွာမှာရှိတဲ့ဆေးရုံကိုစစ်ကောင်စီကလေးကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဆေးရုံအဆောက်အုံထိခိုက်ပျက်စီးခဲ့ပါသေးတယ်။မနေ့ကတရက်သေးမှာပဲကလေးမျိုးမြောက်ပိုင်းဘက်ကလက်ပံချောင်းနဲ့ပြီးရောသားကြီးရွာတွေကိုလည်းစစ်ကောင်စီက MI35 ရဟတ်ယာဉ်တွေနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးဒေသခံတအူတရားရရှိပြီးနှွားသုံးကောင်တေဆုံးခဲ့တယ်လို့သိရပါဗျ။ မီဇိုရမ်ပြည်နယ်ထဲကပလောဝစစ်ဘေးရှောင်စခန်းမှာရှိတဲ့ကလေးသူငယ်တွေအတွက်ပရိုတင်းကလေးအားစေးမှုတွေကိုနော်ဝေးနိုင်ငံအခြေစိုက် Carson Baptist Church အသင်းတော်ကကူညီထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။မီဇိုရမ်ပြည်နယ်ကကာကီကျေးရွာ၊လုံပူကျေးရွာနဲ့ခင်ခေါင်ကျေးရွာတွေမှာရှိတဲ့ပလောဝမြို့နယ်ကစစ်ဘေးရှောင်ကလေးသူငယ်တွေအတွက်တရွာကိုပရိုတင်းအားစေးမှုကူးစည်စီကူညီထောက်ပံ့ခဲ့တာလို့ပလောဝကောင်စီလူမှုဝန်ထမ်းနဲ့ကူညီကိစ္စရေးဌာနတာဝန်ခံက VOC ကိုပြောပါတယ်။ ဘလဝမြို့နယ်ကနေမီဇိုရမ်ပြည်နယ်ထဲကိုစစ်ရှောင်လာတဲ့ပြည်သူတွေဟာကာကီရွတ်ကျေးရွာမှာအင်ထောင်စု283စုလူဦးရေ1260ဦးလုံပူကျေးရွာမှာအင်ထောင်စု132စုလူဦးရေ994ဦးနဲ့ခင်ခောင်ကျေးရွာမှာအင်ထောင်စု139စုလူဦးရေ925ဦးရှိတယ်လို့သိရပါတယ်။ စကိုင်းတိုင်းကလေးမြို့နယ်မှာတိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်ဘေးဒုက္ခသည်တွေအတွက်တောက်သုံးရေးဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ဒေတာခန့်တွေကမလ20ရက်နေ့မှာပြောပါရယ်။ကလေးမြို့နယ်မှာတိုက်ပွဲတွေဆက်တင်ပြင်းထန်ခဲ့တဲ့ဖေဖော်ဝါရီလ3ပိုင်းကလေးကထောင်နေချီတဲ့ဒေတာခန့်တွေဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီးလက်ရှိမှာရာသီဥတုပိုပြင်းခြောက်သွေ့လာတာနဲ့အတူရေရှားပမှုနဲ့ပါရင်ဆိုင်နေရတာပါ။ဒါကြောင့်တောက်သုံးရေး ဆေးဝါးနဲ့အမိုးကာရီအဓိကလိုအပ်နေတယ်လို့စစ်ဘေးဒုက္ခသည်အရေးကူညီပေးနေသူတွေက ပြောပါတယ်။ရေရှားပတာနဲ့ရေမတန့်ရှင်းတာတွေကြောင့်ဝမ်းယောဂါနဲ့အရေးပြားယောဂါဖြစ်ပွားသူတွေလည်းရှိနေတယ်လို့သူကပြောပါတယ်။ရွာပေါင်း30ခန်းကဒေသခံတွေတင်းရှောင်နေရတာဖြစ်ပြီးစစ်ကောင်စီတပ်ရဲ့လေးကြောင်းတိုက်ခိုက်မှုတွေမကြာခဏရှိနေတာကြောင့်နေရက်မပြောင်းနိုင်ကြသေးတာလို့ဆိုပါတယ်။ ်ဖေဖော်ဝါရီလကတိုက်ပွဲတွေအတွင်းချင်းကောက်ကိုရေးပူပေါင်းတပ်ဖွဲ့တွေက ကလေးမြို့နယ်တောင်ပိုင်းကစစ်ကောင်စီရဲ့တပ်စခန်း၅ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ကလေးမြို့နယ်ကုတ်ကူရွာကစစ်ဘေးဒုက္ခသည်စခန်းကိုစစ်ကောင်စီတပ်ရဲ့ဇန်နဝါရီလ31ရက်နေ့ဘုံကျဲတိုက်ခိုက်မှုမှာကလေးနဲ့ကိုဝန်ဆောင်တွေအပါအဝင်12ဦးသေဆုံးပြီး15ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ VOC တရင်ဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။